အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတဆောင်ချန်နယ်မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆီယာမာကြီးခင်ဆွေဦးရေးသားထားတဲ့ဒူတိုင်းဌာနီဆိုတဲ့စာအုပ်ကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဒူတိုင်းဌာနီအခန်း၁မြောက်ဖက်သို့လာတော့တရုတ်ပြည် တောင်ဘက်သို့လာတော့ဘင်္ဂလားပင်လယ်အော်နှင့်မௌဒမကွေအနောက်ဘက်သို့လာတော့အာတန်မရိပူရာပြည်နှင့်ဘင်္ဂလားပင်လယ်အော် အရှိသို့လာတော့တရုတ်ပြည်နှင့်ထိုင်းအထွေလူမန်းတိစစတုထထန်း၌ပညာသင်ကြားခဲ့ရသောအရွယ်တို့အယောက်တွင် အထွေတိခဲ့ရသည့်မြန်မာပြည်နယ်နမိတ်အကြောင်းများဖြစ်ပေသည်မြန်မာပြည်မိဘုံကအထွေသည်ထိုအရွယ်ကလေးပင်လက်လို့ရေးဆွဲနိုင်ခဲ့ပြီးပြီ ၊ကွေးကောက်တွန့်ချိုင်သောပင်လယ်ကမ်းရိုးတန်းများ အကောက်အပွေများသောနယ်နိမိတ်များကိုကတကြောင်ဆွဲနှင့်ပင်အထွေရနေချေပြီးအာရှတိုက်တောင်ဘက်အင်ဒိုချိုင်းနာကျွန်းဆွယ်၏အရှိမြောက်လက်တီတို့30ဒီဂရီမှ29ဒီဂရီအကြားအရှိလောင်ကြီးတို့62မှ101ဒီဂရီအကြားစသည့်မြန်မာပြည်တည်နေရာကိုလည်းအထွေနှုံငုံရခဲ့လေသည် အထွေရဲ့မင်းမြေပုံဆွဲတိတ်ကောင်းတာပဲနော်ခင်လေးမိသည်အထွေဤ လေ့ကျင့်ခန်းစာအုပ်မှာမြန်မာပြည်မျိုးပုံကိုကြည့်ကတက်အန်တအောထီတူးလိုက်သည် မတော်ပါဘူးမိရဲ့ထွေခဏခဏဆွဲနေလိုပါထွေကဆက်စနိုးနဲ့ခက်ရွတ်ရွတ်လေးဖြစ်လိုက်သည်တကယ်ပါထွေရဲ့မိကိုမြန်မာပြည်မျိုးပုံဆွဲအသင်ပေးစမ်းပါမိတို့အကြောင်းကမြန်မာပြည်အကြောင်းမသိရဘူးထွေရဲ့မိတို့ဆီယမကလေနင်းတို့မြန်မာပြည်ကအလကားပဲဘာအသုံးကြတာရှိလို့လဲတိုင်းပြည်ကအဆက်ငယ်လေးလောက်သာရှိတာ ဘာညာနဲ့တင်မပေးဘူးခင်လေးမိကလေပြည်လေးနဲ့ခအေးအေးပြောလိုက်တော့လဲထွေးသည် ရှူးရှူးရှားရှားဖြစ်ကဇပွဲကိုလက်သီးနဲ့ထူလိုက်သည် ကြည်စမ်းမိတို့ဆရာမကကလားပီပီ မြန်မာပြည်မှာနေပြီးမြန်မာပြည်ကိုမကောင်းပြောတယ်ဒါကိုမိခန်းနေသလားဟင်အိုးထွေးရလဲမခန်းလို့ဘယ်လိုလုပ်မလဲသူကမိတို့ဆရာမကိုမိဘယ်ပြန်ပြောရဲမလဲနောက်ပြီးကပ္ပမေဘုံမှာရှာတိလိုက်တော့ မြန်မာပြည်ကတည်တည်ငြိမ်ငြိမ်လေးရဲ့လို့ဆ iam မကပြောတာလဲမှန်းနေတာပဲလို့အောက်မိတာကိုကဲဒီလိုဆိုမဖြစ်ဘူးမိဒီเจ้าမှမနေပါနဲ့မိဒီเจ้าမှနေရင်ကျွန်စိတ်ဝင်တော့မှာပဲကျွန်စိတ်ဝင်မယ်ဘယ်လိုခင်လေးမိဒီထွေးကစကားကြီးစကားကြဲတုံးလိုက်တော့စကားကို သူ့အရဲ့တင်နားမလည်နိုင်အောင်ရှိသည် စင်စစ်မိနှင်ထွေးတို့သည်ဆက်တက်နှစ်ထဲသို့ဝင်စအရွယ်တူပင်ဖြစ်တော်ညာလဲအတိအမြင်ချင်းမတူကြပင် ထွေးကအမျိုးသားကြောင်းတွင်ကြီးပြင်းလာရတော့လဲမိမာနို့လွတ်ဆအရွယ်ကလေးကသာသနာပြုကြောင်းတွင်ကြီးပြင်းလာရပေသည်သို့ကြောင့်ထွေးပြောသောစကားများကိုမိသည်နားမလည်နိုင်အောင်ရှိလေသည်ကျွန်စိတ်ဆိုတာလေမိရဲ့ထွေးတို့မြန်မာပြည်ကခုသူများကျွန်ဖြစ်တယ်မြန်မာပြည်ရကျွန်သူများကျွန်မြန်မာပြည်ကလူလည်းမဟုတ်ဘဲနဲ့ဘယ်နဲ့ကြောင့်သူများကြောင့်ဖြစ်ရတာလဲထွေးပြောတာမိနားမလဲဘူး မိသည်ကြားဖြတ်ဝင်မေးသဖြင့်ထွေးသည်ဆိတ်ရှုပ်သွားကခြေထောက်ကလေးများကိုကျင်းမြင်တွင်ဆောင်ပြီးခေါင်းကိုတရရန်ရန်နဲ့ခါလိုက်သည်။အော်မိကလည်းနားဝေးလိုက်တာနော်။ထွေးမပြောတတ်တော့ဘူး။ထွေးရှင်းမပြတတ်ဘူးခတ်တာပဲ။ထွေးသည်ဆယ်နှစ်သမီးအရွယ်ကစာ၍စာဖတ်လေသည်။ကလေးပေသည် အမဲပင်လူကြီးတွေတွေ့သည်။လူကြီးဆန်သည်လူကြီးအနေနေသည်။မိကကစားခြင်းလို့လားလေသည်ကိုအဖော်ဆက်လို့မရပါဘူး။ စခုလဲမိကစားရင်ယူလာတော့တွဲကောအယုတ်ကလေးကိုအဲ့ရကရင်မော်တို့ပြစ်တင်ကမြေပုံဆွဲကြရမှ ထွေးသည် လူကြီးပြောပြောလေသည်မိသိကျင်လို့ပါထွေးရဲ့သိသလောက်ပြောပြစမ်းပါလုံခဲ့တဲ့နှစ်ပေါင်း90ကျော်လောက်ကထွေးတို့မြန်မာပြည်ကရှင်မင်းတီဘောမင်းကိုအင်္ဂလိပ်တွေဖမ်းသွားပြီးမြန်မာပြည်ကို မတရားသိမ်းပိုက်ခဲ့တယ်ဒီထက်ကအခုချိန်ထိထွေးတို့ဟာအင်္ဂလိပ်ကျွန်ဖြစ်ခဲ့ရတယ်ထွေးသည်10နှစ်အရွယ်ကလေးငယ်များသာဖြစ်သဖြင့် တီးသလောက်တက်သလောက်ဝမ်းထင်းငုံထားမိသလောက်ပြန်လည်ပြောမပြတတ်ရှာပဲမိကလည်းထွေးလောင်းမှအတိညာဉ်မဝင်သေးသူဖြစ်တဲ့ဖြင့်မလဲ့တလဲနေပင်မြန်မာပြည်ဤကျုံဇလန်းကိုကောင်းထဲတွင်ပြည်တနာတစ်ခုတစ်ဖွဲဝင်ရောက်နေတော်သည်အိမ်တို့ပြန်ရောက်လာ၍အဖော်များနှင့်ကစားပြန်တော်လဲထွေးနှင့်ပြောခဲ့သည်များကိုမိသွားပေသည်1939ခုစက်တင်ဘာလတန်နောင်မိုးသည် တပြုံးပြုံးတတိုင်းတိုင်းနဲ့အားကောင်းစွာရွာစေသည်မိသည်အိမ်နောက်ဖင်းလမ်းချားလျက်ရှိသော ထွေးတို့အိမ်ဘက်သို့ခမောင်ကလေးဆောင်က အပြေးအလွှားလာခဲ့လေသည်လျက်စီးတို့သည်ဝင်းခနဲ့ဝင်းခနဲ့ပြုတ်ပြက်ကမိုးထိန်သင်သည်မြေထုကို ထိုးပေါက်၍တုံဟီးသွားလေသည်အိုးဟဲ့မိမိပါလားဘယ်နဲ့မိုးရေတဲ့ပြေးလာရတာတော့ထွေးတို့အမေကထမင်းအိုးမွေရမှမိအားလှန့်ပြောလိုက်၏ ထွေးစီဝလာတာမိသည်မိဖို့ချောင်းမှကြော်ပြက်ကကယောတော်ဘာနှင့် ထွေးရှိရာအပေါ်ထက်သို့လှန်တက်ခဲ့သည်ထွေးတို့အိမ်မှာအလုံးထီးတန်းတောင်ဖြားဘင်းတန်လန်းတွင်တေပေါ်ပေါ်နှင့်ဆောက်လုပ်ထားသောနှစ်ထက်ပြင်းအောင်အိမ်ဖြစ်သည် လေးတောင်ကျွန်းသစ်တိုင်များသည်ခန်းများလေသည်ကျန်းပြင်းနှင့်လေကားအဆင်များသည်ပေါ်လေအရာဖြင့်တပြောင်ပြောင်းတောက်ပါနေသည် လေကားပေါ်သို့အပြေးလွှာတက်လာသောမိသည်တစုံတစ်ယောက်နှင့်တိုင်မိလေသည် အစင်းအတက်တွင် တက်သူကအောက်ဆင့်တွင်နေရသဖြင့်တပန်းရှောင်းကလှေကားထင်မှခြေချော်ပြီးနောက်လန်ကြမလို့ဖြစ်သွားသည်မိဤနုနယ်သော လမောင်းအိုးကလေးကိုပုံနှွေး၍ကျန်းသောလက်ဝါးနှင့်ဆုပ်ကင်လိုက်သဖြင့်သာမိလိမ့်မကြခြင်းဖြစ်လေသည်မိသည်ဖြက်ခနဲတောင်းလုံးလမ်းဖြက်ကမော့ကြည့်လိုက်မိသည်ဟေးလောလာကြည်လားထွေးနဲ့မတွေ့မှဆိုလို့လားအောင်မြင်၍ပြက်သားကြည်လင်သောအတန်ဩဇာသည် မိခဲ့သူကလေးငယ်ကိုနှုတ်ဆက်စေသည်မိသည်စကားပြန်မပေးနိုင်သေးပဲထွေးဤအကူကြီးကိုသူရကိုစိုက်ငေးနေမိသည် ထိုစဉ်ကကိုသူရမှာအသက်16နှစ်ခန့်သာရှိသေးသည်ကိုသူရဤအရက်မှာငားပေဆက်လက်မခန့်မြင်မကကိုလုံးကိုထဲအနှဲငယ်ပင်သည်ဖြင့်အရက်အလွန်ရှည်သည်ဟုထင်ရသည်သို့သောကျေပြန်သောပခုံးနှင့်ရင်းအောင်ခိုင်ခံသောလေတိုင်းတို့ကြောင့်ပိန်တော်လဲကြည်ကောင်းလေသည် မတုံမရှိဘိုးကြီးစင်စားမှာပျော်ပြောင်းနှုတ်နယ်သဖြင့်ကျေပြန်သောနှစ်ဖူးပေါ်သို့ညွတ်ခွေဝဲကြနေတော်သည်အသားအတော်လက်သဖြင့်နှုတ်ခမ်းမွေးနှင့်မုတ်ဆက်ရိတ်ထားသောနေရာတို့မှစိတ်နေသည်ကိုသူရ၏မျက်နာကိုကြည့်ကွက်ကြည့်မည်ဆိုလျင်လှကွက်လှရောင်မရှိပေထူထဲသော မျက်ခုံးအောင်မှဆူရှတောက်ပြောင်သောမျက်လုံးများမျက်နာလုံးလုံးတွင်ထင်ရှားသောနှာရံတို့ကရုပ်ကိုပိသစေသည်ကိုသူရ၏နှုတ်ခမ်းများမှာ ပြီးပြီးရည်ရည်နဲ့ပါလျားသည်ဆိုသောနှုတ်ခမ်းများနဲ့ဆန့်ကျင်ဘက်သည်နှုတ်ခမ်းများမှာအနှဲငယ်ထိုးထဲက လုံးဝနေသည်သို့တော့နှုတ်ခမ်းများကိုစိစိတင်းထားသဖြင့်ကြည်ပျော်သည် ထွေးအပေါ်မှာမင်းမလာလို့တယောက်ထဲပြင်းနေတယ်ကွဟုတ်တယ်ခုထွေးစီသွားမလို့ပဲအေးအေးသွားမင်းကိုထွေးဆောင်နေတယ်ကိုသူရသည်လေကားမှာအပြေအလွာဆင်းသွားလေသည်မိသည် ကိုသူရ၏နောက်ကျောကိုငေးဆိုင်ကကြံရည်သည် ရှက်ဖြူလက်တို့နဲ့မကြီးကွက်စိတ်အနက်ချီသောလုံကြီးမှာမိမျက်စီထဲတွင်ယနေ့ထက်တိုင် ပြန်လည်မြင်ရောင်နေသေးသည် ထိုစဉ်ကမိဤအမြင်၌ကိုသူရသည်မြန်မှလွတ်မြောက်ရေးတိုက်ပွဲတွင် ရှေတန်းမှဝင်ရောက်ဆင်နွှဲမိမျိုးချစ်လူငယ်လေးဟု မတွေးတတ်သည်မိဤစိတ်ထဲ၌ကကိုသူရသည် ထွေးဤအကိုကြီးအကြီးဆုံးမိမိဤနှစ်ဝန်းခွဲအကို လေးစားခံညာထိုက်သောလူတစ်ယောက်ဖြစ်သာမြင်နေခဲ့သည် လေကားကအတက်မှာအကိုကြီးနဲ့တိုက်မိလို့ထွေရဲ့။ထွေးသည်ဇပွဲပေါ်တွင် နေစဉ်မှတ်တမ်းများကို လူကြီးကိုက်ဖန်းကရေးနေသည်။ထွေးဤလက်ရည်များသည် ဝိုင်းဆက်လှပသည့်အပြင်ထွေးသည်မြန်မာစာတော်သည်။မိသည်ထွေးကဲ့သို့ရေးတတ်ဖို့နေနေသသာဖြောင်းအောင်ပင်မဖတ်တတ်ပေ။အကိုကြီးကဒီလိုပဲအလုံးသိမ့်များတယ်။သူလေးဘာမှမမြင်ဘူး။ထွေးနဲ့လည်းခဏခဏတိုက်မိတာပဲ။ထွေးအဲ့ဒီစာအုပ်ထဲမှာနေတိုင်းမှတ်တာပဲလားယင်။ ထွေးရခေါင်းငိမ့်ပြလိုက်သည်မိသည်ထွေးဤမှတ်တမ်းစာအုပ်ကိုဆွဲယူကြည့်လိုက်သည်မိစိတ်ထဲ၌ထွေးကို အလွန်အားကျနေသည်ထွေးလိုတော်ခြင်းသည်သိတတ်ခြင်းသည်စာအုပ်မှာကော်ပီစာအုပ်အရွယ်အနက်ရောင်ကတ်ထူပုံးနှင့်ဖြစ်သည်စာအုပ်ထဲတွင် နေဆွဲများပါသည်ထွေးအခုမှစမှတ်တာပါဒီစာအုပ်ကို အကိုကြီးရပေးတာထွေးဒဏ်ရာရီမှတ်ခြင်းလေလို့မိမိကိုပူဇော်တာအကိုကြီးကကြားသွားလို့ဒီစာအုပ်ကို မပြောင်းစင်နဲ့ယူထားပြီးနေတိုင်းမှန်မှန်မှန်ဆိုပြီးပေးထားတာဆက်တဲ့နေ့အရွယ်ထဲတွင် ရှိသင်းတော်လဲတွေ့ဤမျက်နာအင်ဒရီဆောင်းထားပုံမှာ လူကြီးအတိုင်းပင်မျက်လုံးလေးပေကလက်ပေကလက်နဲ့ထွေးအားငေးမောတီရှူနေသည်ဒီလိုဆိုရင်မိလဲမှတ်ချင်လိုက်တာမှတ်ပါလားမိရဲ့နေ့စဉ်မှတ်တမ်းမှတ်ထားတာဟာအဖိုးတန်နဲ့အကျင့်မဲလို့ထွေးတို့မိမိကပြောတယ်မိရထွေးလို့ရေးတက်မှာမဟုတ်ဘူးခက်တာပဲ ်မိတို့ကြောင့်၌စရုပ်ထတန်းတွင်တန်ငယ်တန်းဖက်စာလောက်သာတင်ရသည်မြန်မာစာကိုအိမ်၌တင်ရသည်မိဤမိမိကမအားသဖြင့်ဒေါ်ကြီးတော်သူဒေါ်နှင်းခွင်းစာခွင်းပိတ်ထွေးတို့မိမိကမိအားအားလက်ချိန်၌မြန်မာစာတင်ပေးသည် ထွေးချိန်၌မိမာမြန်မာစာနှစ်တန်းသုံးတန်းလောက်တက်နေပြီပြီထွေးမာမူကလေးတန်းတွင်ရှိတော်လဲလေးတန်းမကအောင်မြန်မာစာတက်နေပြီပြီထို့ပြင်မြန်မာဝတ္ထုဆောင်းပါကြပြားများကိုဖက်သည်ဖြင့် စာအရေဝရွေနေသည်ဥဖိုးကြီးကိုရွေးဝှထုတို့များ တက္ကသိုလ်မဂဇင်းမှစာတို့လေးများနှင့်ဂန္ဓလောကမဂဇင်းဝှထုတို့လေးများကိုဆွဲ၍ဖတ်သည်ဖြင့်ထွေးဤအသက်အရွယ်နှင့်မြန်မာစာဗဟုသုတညီမျှရှိသည်ကိုခံမှန်းနိုင်ပေသည် နေတိုင်းရေးသွားရင်လဲတော့မှပါမိရဲ့မိသည်ထွေးဤဒံယာရီစာအုပ်ကလေးကို ပြန်မပေးသေးပဲစူဆန်းစိတ်ဖြင့်လှန်လောတည်နေသည်ဒံယာရီဤပထမပိုင်းစာရွက်များတွင် လက်ရည်သေးသေးနှင့်ခက်တော့တော့ရေးထားသောစလုံးလေးများကိုတွေ့ရသည်ဒါကုသရ၏လက်ရည်ပဲဟုမမေးဘဲတွေ့ကြည့်လိုက်သည်ဒီစောင်းမိကိုခဏငှားပါကွယ်မိသည်ထွေးအားတောင်းတောင်းပန်ပန်နှင့်တန်ရာရီစောင်းကိုခဏငှားလေသည် ထွေးကမူငှားရန်ငင်းဆန်နေသည် မိကမျက်နှာငယ်လေးနှင့်တညာလောက်ငှားပါဟု အထက်ထက်တောင်းပန်လွန်သဖြင့်မငင်းဆန်ပဲပေးလိုက်သည်ညအိမ်သို့ရောက်လျင်ရောက်ချင်း ကျောင်းသွန်းကော်ပီစာအုပ်တအုပ်ကိုယူကထွေးစီမှယူလာသောတန်ရာရီမှအကူယူလေသည် ထိတ်ဆုံးပထမမျက်နှာ၌ကိုသူရ၏ကတိကရင်လက်ရေးတော်ကလေးများကို တွေ့ရလေသည် ကိုသူရရေးထားသော စကလုံးများကို နားမလည်ဘဲနှင့်ကလေးများလက်ရေးလှရေးတကယ်သို့တလုံးစီကူရေလေသည်လွတ်လပ်ရေးတိုက်ပွဲလူတိုင်း၌ညီများသော အခွင့်တရားရှိသင့်သည်လူတစ်မျိုးကလူတစ်မျိုးကိုအုပ်ချုပ်ရန်အလိုမရှိ သွေးနှင့်လဲရသည်လွတ်လပ်ရေးကသွေးနှင့်လဲယူရသောအလုပ်ဖြစ်၏ယာထုလကနှင့်လဲယူခြင်းသည် လွတ်လပ်ရေးအစစ်မဟုတ်ထို့ဖြစ်လျင်ဤလူယုံများကိုတုတ်တင်ရသော အာဇာနည်များအဘဲကြောင့်မပေါ်ထွက်သေးသည်တွေးကြည့်ပါ မိတ်ဆွေအဆွေသည်မြန်မာလူမျိုးဖြစ်ပါသည်မော်တော်ကားကြီးစီတိုက်ကြီးတာကြီးနှင့် စီးစိမ်ရင့်နေသောအခါအမိုးမလုံးသားသမီးတစ်ပြုံကြီးနှင့် တဲကုတ်ကလေးတွေငတ်ပြက်ခွေလဲနေသောမြန်မာများကိုတွေးကြည့်ပါအလိုရှိသည်ပါလနံမဟုတ်သောလူမိုက်အလိုရှိသည် အလုံလုံးလိုသူများသည်မြည်သည့်နေရာမှရှောက်ထားဖို့မလိုနိုင်ငံရေးစက်ခုံတွင်ကိုချိုးမငဲ့ပဲကပြကြပါခွင်းစာခွင်းပိရဲတည်င်းစာမှ ကောက်နှုတ်ချက်များမိသည်လက်ရည်ကိုလှနိုင်သည်များလှအောင်စူးစားပန်းစားရေးကူလေသည် နိုင်ငံရေးစက်ခုံတွင် ကိုကျိုးမငယ်ပဲကပြကြပါဆိုသည့်နေရာ၌ကိုသူရကမင်းနီနှင့်မြင်းသားထားသည့်အတိုင်းမိမိလည်းခဲတံအနီနှင့်တားလိုက်သည်။ဘာဆိုလိုသည်ကိုတော့မိမာ အတိအကျနားမလည်ရှာပေ။လမ်းမောင်းကိုအညောင်းဆန်ခါလိုက်ကဆက်မကူပဲရက်ထားသည်။စာအုပ်ကိုငှားလာစဉ်ကတော့တအုပ်လုံးကိုဇွဲနှင့်ကူမြီဟုယူလာခဲ့ပေသည်။အခုတော့မောသားပေပြီ။နောက်မှပဲငှားပြီးကူတော့မယ်လေဟုတွေးကား ။စာရွက်များကိုတစ်ဖြက်ဖြက်လှန်လောတီးရှူနေမိသည်။စာအုပ်တနေရာတွင်မှင်းနှင်းဖြင့်ချက်ချေခတ်ထားသဖြင့်ကြီးလိုက်သည်။1939ခုစနေမာလာတရက်နေ့ဂျာမန်တို့ပိုလန်ကိုဝန်တိုက်သောနေ့ဖြစ်သည်။ဂျေဘူးရအားဖြင့်ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားသောနေ့ဟုသတ်မှတ်ရပေမည်။မိရဖို့သူတွင်မတိသေးသောအရာများသည်မြောင်များစွာ ရှိပါသေးတကားဟု အားငယ်စွာတွေးမိသည် ဂျာမန်ဆိုတာဘယ်မှမင်းမသိပိုလန်ဆိုတာလည်းမသိရုပ်စွာအစုံဒုတိယကဘာစစ်ဆိုတာကိုလည်းနားမလဲပေရှေဘူးရဆိုတော့စကားကလည်းဘယ်လိုအတိတ်ပဲရှိသနည်းဒီစကားကိုတခါမှကြားပင်မကြားဘူးတည်းသူမသိသေးသောအရာများကို သူ့အာမိသူကပြေးလဲအောင်လားလို့ရှင်းပြပါမည်နီဖေဖေမှာရုံတွင်တကုန်းကုန်းနဲ့အချင်းကုန်းကအင်းပြန်တွင်ပလက်ကလထိုင်မှာခြေပြေးလက်ပြေးလဲကား အပန်းဖြေရသူသည်မေမေကမြို့နှင့်တော်ကူးတန်းကကုံချောင်များကို ရောင်းဝယ်ဖောက်ကားသည်မေမေသည်စေဝါရီသမားတက်တက်ဖြစ်၍ငွေကိုရသည်မျှရှာသည်ဖေဖေကလည်းအချိန်မှန်မှန်လာကထုတ်ကတန်ေကုံရုံးတွင်တန်ရလဲရသောဆက်ရည်ကြီးဖြစ်သည် ထို့ကြောင့်မိမိတို့အိမ်မှာထွေးတို့အိမ်လိုပြောစရာမကောင်းလာပေမိသည်တစ်ချိန်လုံးထွေးတို့အိမ်သို့ကူးလိုနေသည်ကြတော့ မိသည်ထွေးတို့အိမ်သာဖြစ်မှမသည်ဖြစ်လာလေသည်အခန်းနှင့်1942ခုနှင့်300သည် နိုင်ရီချိန်များလဲပြောင်းခဲ့ပေပြီ မနေ့တနေ့ကလိုပင်ရွက်ကျင်ရဟောင်းများကြကြွေညောင်း၍အုံအောင်ငက်ကလေးများတေးသည်ဖွဲခဲ့ပေပြီຫນွေနှောင်းပြန်တော့ဝတ္တန်မိုးဥသည် ကခုံမြို့တို့ကရင်ကျူးရိုက်စော်လာခဲ့ပြန်လေသည်တပံ ဝတ္တန်မိုးနှောင်းရာသီဆောင်ရောက်ခဲ့ပြန်သဖြင့်ငွေနေများမှုံရီဝေးလာခဲ့တော့သည်ရာသီဆောင်နှောင်းမှຫນွေတပေါင်းຫນွေတပေါင်းမှတဖန်တဖန်ရာသီသုံးပါးသည်လဲပတ်၍နေတော့သည် မနေ့တနေ့ကလိုပင်ပထောက်ပန်းများဝေးဝေးဆာဆာပွင့်သည်ကို မြင်ခဲ့ရသေးသည် ဟောစခုတဖန်ပထောက်ပန်းများပွင့်ကြပြန်လေပြီတကူးလာစံစရရဲ့ဖြစ်သည်ဖြင့် ဘရောက်တို့သည်ထိန်ထိန်ဝေးနေသည်အတော်ပဲမိရေထွေမိဖို့ဘရောက်ပန်းတွေချမ်းထားတယ်တခိုင်လုံးပဲတခေါင်းလုံးဖုံးတော့အောင်ပန်ပြီးတော့မိနှင်ထွေတို့သည်ဆယ်နှစ်နေကြော်ခဲ့ပြီဖြစ်သဖြင့်တိတိသာသာထွာလာကြသည်မိကမူထွေထက်အရက်ပူရှိသဖြင့်ထွာမှန်းသည်သာသည် ထွေကမူပူပူဝိုင်းဝိုင်းကလေးနှင့်တမျိုးကြည့်ကောင်းနေပြန်သည်မိရတိတိသာသာလှပ၍လာသည်မိသည် ထွေပေးသောဘရောက်ခတ်များကို မတုံမရှိပေါ်ဟဲရစပင်တွင်ချိုး၍ချိုး၍ပန်လေသည်ဟဲမိပန်ထတာလှတဲ့ကွယ်ဒီမှာမှန်ကြည့်စမ်းမိသည်ဘီရိုနီးသူလျှောက်ကမှန်ရှိတွင်ခေါင်းကိုလှဲ့ကာကြည့်နေသည် ထွေးပန်ထတာလည်းလှပါရဲ့ထွေးသည်စပင်အရှိကို ဖဲဝင်ချီကခြေထားသောနေရာကို ဝိုင်းဘက်ကပန်ထားလေသည်မိနှင့်ထွေးသည်တယောက်ခါတယောက်ဘက်ကမှန်ကြည့်နေကြသည်ခေါင်းချင်းရှင်တွဲကရေမောနေကြသည် မင်းဤလှမဖြူဖွေးသောတရက်ကလေးများသည်ချစ်စပွဲပြုံးပြက်ကထွေးဤပါကလေးနှစ်ဖက်သည်ခြံဝင်သွားတော်သည်တအူးကတရက်ကလေးများနှင့်တအူးကပခွက်ကလေးများပိုင်ကြ၍ချစ်စရာအရွယ်ပြူလေးများသာသည်နင်းတို့ချီပဲပန်းနေကြတာပဲဟဲ့ငါ့ကိုတော့ပေးမပန်းကြဘူးလားထွေးတို့သည် နောက်မှလာသောအရှိတ်ကိုမှန်သေးကလှမ်း၍ကြည့်လိုက်သည်ထွေးအကူငယ်ကိုရံအောင်ဖြစ်သည် ထွေးရဲ့ကိုငယ်ကိုရန်နောင်သည်ပြုံဖြည်ဖြည်မျက်နှာနဲ့ထွေးတို့အားကြည့်နေသည်ကိုတွေ့ရသည်ကိုရန်နောင်မှာထိုစဉ်က16နှစ်မြတ်သားရှိသေးသည် ကိုရန်နောင်မှာအသားညို၍အနှဲငယ်ပိုဝတ်သည်မှာအပါကိုသူရ၏ရုပ်ရည်အတိုင်းပင်ရှိသည် မပြောဘဲနှင့်ပင်ကိုရန်နောင်အားကိုသူရ၏ညီမှန်းသိသာသည်မျက်နှာထားမှာမူကိုသူရကဲ့သို့မတင်းပါပင်အမင်းရွှင်ပြပြနှင့်ချို့ပြုံးနေသည်ကိုလေးရန်အောင်ကမိမချဆိုရင်ပန့်လေကျော့ ငါစတာပါဟဲ့နင်းတို့မိန်းကလေးတွေဟာတဲလှကျင်တာ ਉਹ နော်ဒါပေါ်လှကျင်တာပေါ့ကိုလေးနောင်ထွေးလို့လို့လှကျင်လို့ရသလားမလှကျင်ပါဘူးဟဲ့အချိန်ကုန်ပါလေခုနကနင်းတို့မှန်ကြည့်နေတာ15မိနစ်လောက်ကြာတယ်ငါနင်းတို့ကိုဘယ်လောက်ကြာကြာမှန်ကြည့်မလဲလို့အသာစောင့်ကြည့်နေတာကြည်စမ်းကိုလေးနောင်အသံမပေးပါမပေးနဲ့မကောင်းဘူးကွမိတို့ချက်ပါတယ်ထွေးနေမိတို့သည်ကိုရန်နောက်အာဝိုင်း၍ထူကြကုန်သည် တူတူกว่าနင်းတို့ဘာမှမသိလိုက်ဘူးအခုအိမ်မှာဘာတွေဖြစ်နေတယ်လဲသိလားကိုရန်အောင်ဤမျက်နှာထားမှာ ချက်ချင်းတည်သွားလေသည်ဘာဖြစ်လို့လဲကိုလေးရဲ့ထွေနေ့လယ်ကနင်းမိမိတို့ရင်သွားတော့ကထိုးအိမ်ပလိတ်တွေဝိုင်းထားပြီးရှာကြတယ်ဟင်ပလိတ်တွေရှာတယ်ဘာရှာတာလဲမိမိသည်ငကိုပြူးသောမျက်လုံးလေးများဝိုင်းကမေးလိုက်သည်ဖေဖေကိုမတင်ပါလို့တဲ့ အင်္ဂလိပ်ကိုတော်လန်ပုံကံဖို့မြန်မာပြည်ကလူငယ်တွေကိုစီယုံနဲ့လျှို့ဝှက်ကြံစီတယ်ဆိုပြီးမတင်ငါစရာပစ္စည်းတွေ့မလားလို့ရှာတာပဲပစ္စည်းတစ်ခုခုများတွေ့ရင်ဖိဖိဟိုတော့လက်ထိတ်ခတ်ပြီးဖန့်အချုပ်ပဲပစ္စည်းဘာပစ္စည်းလဲမင်းနဲ့ထွေးတို့ဒီနားမလဲတဲ့ဖြင့်ပြိုင်းတူမေးလိုက်ကြသည်နင်းတို့ကလည်းနားဝေးရန်ကိုဟာစာရွက်စတဲ့တို့လက်နက်တို့ဘောဟာသူတို့တွေ့မသွားဘူးပေါ့ ဘယ်တွေ့မလဲသူတို့ရှာတာတော့အတော်နှံ့နှံ့ဆက်ဆက်ပါပဲဟာအမေထမီဖာတောင်မကြံဘူးရှာတာမြန်မာပလိချိုးကတော့တော်ရှာပါတယ်မြန်မာအချင်းချင်းမို့ဝုကြည်တန်ကြီးပဲရှာတယ်မအေဘေး လူမျိုးကြတွေကတော့နေချက်လက်ကင်တုပ်ပြီးပြီးရှာလိုက်ကြတာတအိမ်လုံးကိုပြောင်းစံလို့မိတီတနှစ်လောက်အချိန်ကုန်မြောက်ခဲ့ပြီးဖြစ်သဖြင့်နားရည်ဝလာကနေချက်လက်ကင်တုပ်ဆိုသောစကားများကိုရိုးရိုးရိတ်တိတ်တီနားလေလာလေသည် ဒီလိုဆိုတော့ဖေဖေကန်းကောင်းသွားတာပေါ့နော်တွေးတီတတ်မချကပြောလိုက်သည်ခုလောလောဆယ်မှာတော့လွတ်သွားတာပေါ့ဒါပေမဲ့နေချက်အစိုးရကတော့ဖေဖေကိုဘာလို့ပေးတော့မလဲနိုင်ငံရေးလူစိုးစီးရင်တဲ့တွင်းလိုက်ပြီးတနေ့မဟုတ်တနေ့အကြောင်းရှာပြီးဖမ်းအောင်မှာပဲဟင်ဦးလေးကြီးတို့ဒုက္ခပဲပေါ့မိသည်လူကြီးဟန်နဲ့တီတီစွာဝင်ပြောလိုက်သည်အမှန်လေဖေဖေကပြင်ဖြုံမှာဘူး တန်းပြင်းတဲ့လူမျိုးအတွက်သိရမယ်ဆိုရင်နှစ်ခါပြန်သေးပါစေတဲ့မြက်တော့သေးခြင်းမို့ဂုံးတောင်ယူစရာကောင်းမှသေးတယ်တဲ့မိမေကတော့ဖိဖိအတွက်စိတ်ပူလို့မနဲ့ကထမင်းတောင်မစားဘူးတန်းပြင်းအတွက်အသက်ဆုံးပြီဆိုတော့စကားများကမိရဲ့အတွက်ရိုးရွေပင်နေကြပြီထွေးထံမှစာအုပ်များငှားကမြန်မာပြည်သူရဲကောင်းများအကြောင်းဇာတိမှန်တက်ကြွစရာရာဇဝင်သမိုင်းများခေပြုပြင်ရေးဆောင်းပါးများကိုဖက်ကတိုင်းပြည်ကိုချစ်ရကောင်းမှန်းလဲတည်လာလေသည် မိတို့အိမ်တို့ပြန်ရန်ထမင်းစားကန်းကိုအဖြက်တွင်ဦးကြီးဘတော်ကွင်းစာကွင်းပိတ်ထွေးတို့အဖေအားပလက်ကလထိုင်တလုံးပေါ်တွင်စေးပြင်းလိပ်ပဆောင်တွင်ခဲကမရလင်ကျိုးညှိနေသည်ကိုအိမ်တွေမပြတ်တွေ့ရလေသည်ဥဝကျော်မှာအချက်မနှိမ့်မမြင်အတားလက်လက်နှင့်ခံညာသောဥပရိယုတ်ရှိသည်အသက်45နှစ်ခန့်ရှိတော်လဲနုပြူဆိုပြေစေဖြစ်သည်ဥဝကျော်ဤမျက်နှာပေါက်မှာထွေးနှင့်သွားတူသည် မျက်နှာဝိုင်းဝိုင်းနှစ်ဖူးမချင်းမကျဲမင်းယူကာကာနှာရံမြင့်မြင့်ဆူးရှတောက်ပြောင်သောမျက်လုံးများပါးလွာပေးရသောနှုတ်ခမ်းတို့နှင့်ကြည်ပြောသည်ထွေးကဥပတော်ထက်မျက်လုံးပိုလှကမင်းယူမကသဖြင့်မိမဆန်ကပူ၍ကြည်ပြောပေသည်တချင်းနာထောင်အုံးမလားဟေမိမိရေဥပတော်သည်အမျိုးသားចောင်းဆရာကြီးဖြစ်သည်ចောင်းဆရာလက်ခနှင့်ပြောပလောက်အောင်ဝင်ဝင်မရှိတော့လဲ အိမ်၌ကိုပိုင်ကြောင်ဖွင့်ထားသဖြင့်ဟန်ကြပန်ကြနေနိုင်မည်သည်ဥပကြော်သည်ကနန်းတင်ချာနိုင်နှင်းသည်မြန်မာစာကို အတွင်ကြကြတက်ကျွမ်းသဖြင့်ကြော်ကြလေသည်ဥပကြော်မှာမြင့်သည့်အကြောင်းအရာမဆိုခရီးစီတွင်ကြချက်နှင့်ပြောတတ်လေသည်ထို့ကြောင့်ဥပကြော်ကို အများကဝိုင်း၍လေးစားကြည်ညိုကြလေသည်မိနှင်ထွေးတို့သည် တချင်းဝါဒနာပါသဖြင့်ဥပကြော်အနီတွင်ကြုံကြုံလေးထိုင်ကြသည်ဥပကြော်ကချိုးညှိ၍မက်ဒလင်လက်တံကိုဆန်းကား ညဝရီမင်းကြီးဥစဆက်ဆိုရေးသားသောစိန်ကြောင်နီလာဘက်ပြိုးကိုစူတီတီလေသည်ဥပကျော်၏အတန်မှာအော၍အောင်မြင်ပြတ်သားလေသည်ဥပကျော်သည် ခီတတွင် နိုင်နှင်းပုံရသည်ဒီနေရာမှာလေပပြိုးကိုလေတိချာမဖတ်တတ်တော့ဒီတိုင်းပဲစာစာလေးတိုင်းပဲဖတ်ပြသွားမယ်နော်စိန်ကြောင်နီလာထိန်ပြဝင်းမြင့်မြင့်ဖန်ရှင်ငယ် တိန်ကအယောင်ဝေမှောင်ချီပဲခွာမြက်မွန်ရရနာလျင်ညီလင်းရွှေနှန်းဆောင်ပုံမှာကျဲပေါင်းရွှေရန်တော်တာချီကျူးငယ်စဲမီတန်တာညင်းပျော်တော်ခင်းနောက်တနေ့၌အေဗီလာဇန်၄ရက်ဖြစ်ကြောင်းကိုမိနင်ထွေးတို့မှတ်တမ်းများတွင်ရှင်းမှတ်ထားကြလေသည်ညနေလင်းညင်းညင်းတိုက်ခတ်သောအချိန်၌ထွေးသည်အိမ်ရှိလမ်းဘက်သို့ထွက်ကာတိုးခုံကစားနေသည် ဖွေးတို့နဲ့အင်ဂျင်ကရဲ့ဘေးအိမ်မှဒဝယ်မိုင်းပန်းများကိုမိသည်ခူးပန်ကထွေးကိုစောင့်ကြည့်နေသည်ထွေးအိမ်မှာထွေးတို့အိမ်ပိုင်ရှင်ဖြစ်ကသစ္ဆက်တထေးဖြစ်သည်သစ္ဆက်တထေးအိမ်တွင်မိမမရှိသဖြင့်ယောက်ျားဧည့်သည်များဥရဟုတဲခိုကြသည် ထွေးလေးကျင်ကန်ယူနေသလားဟဲ့တပတ်အိမ်မှာအသက်20ကျော်ခန့်လူရွယ်တစ်ယောက်သည် ထွေးအားကြည့်ကလှမ်းမိလိုက်သည်ထွေးသည် ကျိုးကိုပခုံးတွင်တွဲလောင်းချိတ်ကာ လူရွယ်ဘက်သို့လျှောက်လာသည်ဟင်အင်းထွေပြင်းလို့အလကားဆော့နေတာပါထွေသည်နှစ်ဖူးနှင့်နှာခေါင်းဖြားမှထွေများကိုလက်ဖမိုးနှင့်တုတ်ကာနေသည်လူရွယ်သည်မိကိုတလက်ထွေကိုတလက်ပြုံးကာကြည့်နေသည်လူရွယ်၏အပြုံးမှာနှစ်လိုပဲရှိသည်သူသည်တခင်တန်းထုံး၏ညီအရင်ကိုညီလေးဆိုသူဖြစ်သည်အရက်ပြက်ပြက်အသားလက်လက်မပိန်မဝနှင့်မျက်နှာပေါက်မှာတခင်တန်းထုံး၏မျက်နှာပေါက်မျိုးဖြစ်သည် ကရုံးစရောင်းနဲ့နှစ်ဖူးအနှင်းငယ်မောက်တဲ့အောင်ရှိသည်သူဤချိုပြုံးသောမျက်နှာထားကြောင့်မျက်နှာမှာကြက်တီရှိပေသည်ဆက်ဖြူလက်တို့ပလေကက်လုံးကြီးအဖြူနှင့်အညိုစင်းကိုတန်းပြန့်စွာတော်ရဲချိတ်ထားပုံကိုသဘောကျကသူလဲတော်ရဲချိတ်ကိုချင်းစိတ်ပေါက်သည် သူကဘယ်သူလဲတော်တော်လှကျင်နေထင်းနေဟိအူအူတို့ချံကပန်းတွေခိုးပန်းလို့မိသည်ရှက်သွားကမျက်နှာပန်းရောင်လျှင်းလာသည်မိလေအူအူရဲ့ ထွေးနဲ့ညီမနှစ်ဝန်းခွဲတော်တယ်။ထွေးကတွက်လက်စွာပြေးလိုက်သည်။ဘယ်သူကမမလို့ခေါ်ရသလဲ။နှစ်ယောက်စလုံးကြောင်းနေသည်။နောက်မှထွေးကတဖန်ဟင့်အင်းဘယ်သူကမှမခေါ်ရဘူး။ထွေးနဲ့မိကရွယ်တူပဲနှစ်ယောက်စလုံးအောက်တိုဘာလမှာတနေ့ထင်းတလာတဲ့မွေးတာဥရဲ့ထွေးကမိထက်ခုနှစ်ရက်တော့ကြီးတယ်လို့မိမိကပြောတယ်။ဒီလိုဆိုရင်မိမိကထွေးကိုမမလို့ခေါ်ရတော့မှာပေါ့။မခေါ်ပါဘူး။ မိသည်ခက်ပြက်ပြက်ဖြေကကောင်းရမ်းပြလေသည်ပြီးနောက်ထွင်းနှင့်ကိုညီလေးတို့စကားပြောနေကြသည်မိကစကားနဲ့သဖြင့်မိမိကတဲစကားများတာပဲနားကိုညင်းရောဟုကိုညီလေးကမိကိုစလေသည်မင်းညက်နေကဆရာကြီးဥပတော်အရက်တွေမှုပြီးထွေးထွေးကိုရိုက်တယ်ဆိုဒီတခါကိုညီလေးကထွေးအားနောက်ပြောင်သည်ဟင်းဥဥကလည်းဖေဖေကထွေးကိုဘယ်တော့မှမရိုက်ပါဘူးဟုဆက်စနိုးဖြင့်ဖြေလေသည် အရှံမူးတာတော့ဟုတ်တယ်ပေါ့အင်းဟုတ်တယ်ထွေးသည်ဖြည်းဖြည်းချင်းအိမ်ထဲသို့ဝင်ပြေးလေသည်မိလဲနောက်မှပြေးဝင်သွားသည်ကိုညီလေးမှကလေးချစ်တဲ့ပုံရသည်ကလေးများကိုစိတ်ရှိလက်ရှိပြောဆိုဆက်ဆံတတ်သည်စကုတလောကုသူရသည်အပြင်ထွက်နေသည်ကများသည်ထမင်းမှန်းဟင်းမှန်းပေမသိညဘက်လဲအိမ်ကက်သည်မရှိပေငကိုပိန်သည့်အထက်အရက်ကြီးမှပူ၍ရှိလာသလိုထင်ရအောင်ပိန်သွားသည် မျက်ကွင်းလဲခြောင်ကြနေသည်မိသည်အေဒီလာ၄ရက်၅ရက်ညများ၌မေမေတောတော်နေသည်ဖြင့်ထွေးနှင်လာအေးရသည်ညနှစ်နာရီတွင်တရင်နှုတ်တဲ့သည်ဖြင့်အေးရမှအပေါ်သွားရန်အထတွင်ကိုသူရတို့စာကြည့်စပွဲမှာမိလင်းကကိုသူရအားစာရင်းနေသည်ကိုတွေ့ရပေသည်မိနှုတ်သည်ဖြင့်ထွေးလဲလိုက်လို့သည်အကူကြီးမအိပ်သေးဘူးစာရင်းနေတာတွေ့တယ်ဟုမိရလေးတန်လေးဖြင့်တူးတူးပြောလိုက်သည် ။တွေးကလည်းလေတံဖြင့်ဟုတ်တယ်ခုတလောအကိုကြီးအလုံရှုံနေတယ်ဟု ပြန်ဖြေသည်။ဘာရင်းရှုံနေတာလဲဟုမိဤအမေးမှာအတန်ကျဲသွားသဖြင့်တွေးကပါဇက်ကိုလက်ညှိုးနှင့်ကပ်၍ရှူတူတူဘာရင်းရှုံနေတယ်လဲဆိုတာတွေးလည်းမသိဘူးဟုခေါင်းရမ်းပြလေသည်။နှစ်ယောက်သားတူတူကလေးရှင်မောကြသဖြင့်ခွိခနဲ့အတန်မြည်သွားသည်။နောက်ညနောက်ညတနာရီနေပါခန့်တွင် မိသည်အဲ့ရမှလန့်လို့လေမိသည်အမှန်ကိုစမ်းကဂရင်ကောင်းရင်မှမိခလုတ်ကိုဖွင့်လိုက်သည်အိတ်ခန်းအပြင်ဘက်သို့ထွက်လာလျင် ကိုသူရအားပလက်ကလက်ထိုင်းပေါ်တွင်မိထိုင်ကမျက်လုံးများအမိုးတူလှန်၍တွေးနေသည်ကိုတွေ့ရသည်ညတနာဤခန့်အမှောင်မဲမဲကြီး၌တယောက်တည်းပလက်ကလေးတိုင်းပေါ်တွင်မအိပ်သေးပဲမျက်စိအပြူသားနှင့်ထိုင်းနေသည်မှာမြည်သူသောအကြောင်းမေနီကိုသူရိုင်းရင်ထဲ၌မြည်သည့်အရာများကိန်းအောင်နေသည်နီ မေးလဲမမေးရဲ့မိမာသိကျင်နေသည်လက်ပြလေးဖြစ်လိုက်ဆန်းကျင်သည်လက်ပြလေးသည် သူ၏ရင်ထဲကို ထိုးဖောက်ဝင်ကဝန်းတဲ့ဘာရီရှိသည်ကိုစုံစမ်းလိုက်မည်ကိုသူရသည်ဘယ်ချိန်ကများမှောင်ထဲတွင်ထိုင်နေပါလဲချင်းတို့ဖြုတ်တို့အကြိုက်ခံကမှောင်ထဲတွင်ဇွဲကြီးမဲကြီးထိုင်၍တွေးနေသောအတွေ့သည်မြည်မြနက်နေပေသည်မိမိတည်နှိုးလာတယ်ထင်တယ်ဟုတ်ဟုတ်ကဲ့မိရှိတော့မလို့ မိသည်သူအတွင်းနှင့်သူလန့်ကခြေလန်းများပင်တုံသွားလေသည်ညီမလေးထွေးကတော့အိမ်မောကြနေမှာပေါ့ထွေးကအဲ့အိတ်ကြီးတယ်ကွာမိကတော့အိမ်ဟာပြောင်းလို့ကောင်းကောင်းအိမ်မပြောဘူးထင်တယ်အိမ်မြစိတ်ရှည်လက်ရှည်စကားပြောမှုသဖြင့်မိသည် ကိုသူရကိုတအံတအောငေးမောကြည့်ရှုနေမိသည်ကိုသူရသည်အနက်ရောင်ရောလုံးကြီးကိုဝတ်ထားသည်ဆက်ပြူလက်ရှည်မှာကျဲသည်မတက်ခောက်လဲမခောက်ထားပဲဘူဒီဘက်တီဝတ်ထားသည် ဘူဂင်စင်စမှာဖွာ၍နေပေသည်အသက်20ကျော်မြရှိသေးတော်လဲသူ့ရုပ်သင်မှာရှင်းကျက်နေပြီဟုတ်ကဲ့စာအုပ်လေးကိုဒီနားမှာရှင်းနာခွင့်ပြုပါရှင်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးတော်မှာမို့စောင့်မျှော်အားပေးကြပါဦးနော်နောက်ထပ်နောက်ထပ်ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုဒ္ဓရတဆောင်ပါတွေကိုဆက်လက်တင်ဆက်ပေးတော်မှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံး ဘေးကင်းကြပါစေရှင်။